အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာ6လပိုင်းမှာတွေ့ကြုံလာမဲ့တင်းငွေသားသမီးတွေရဲ့တလတာကံအဆိုးကောင်းလေးကိုတရုံနဲ့သုံးသပ်ပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့6လပိုင်းတင်းငွေသားသမီးတွေအတွက်ကံအဆိုးကောင်းကိုဟောကြားပေးမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့ဟာဒေတင်နဲ့ပတ်သက်ပြီးတော့ယုံကြည်မှုရှိတယ်ဆိုရင် ီဗီဒီယိုလေးကိုကြည့်ရှုဖို့အတွက်အဆင်ပြေပါတယ်တကယ်လို့ကိုယ်အနေနဲ့ဘေးဒဏ်ရောင်ကျင်မှုမရှိဘူးဆိုရင်ဒီဗီဒီယိုဟာကိုယ့်အတွက်အချိန်ကုန်တယ်ငွေကုန်တယ်ဆိုတဲ့ဗီဒီယိုတစ်ခုပဲဖြစ်သွားမှာပါအဲ့တော့အခုကြည့်နေတဲ့လူတွေထဲမှာတန်းတန်းကြီးတွေတာသမီတွေရှိတယ်ကိုယ့်ရဲ့တလတာမှာကံအစိုးကောင်းလဲကြည့်ချင်တယ်ဘေးဒဏ်ရောင်ကျင်မှုရှိတယ်ဆိုရင်ဒီကောက်ဒီဗီဒီယိုကိုဆုံးတဲ့တိကြည့်ရှုပေးပါတကယ်လို့ကျွန်တော်ရဟောကြားမှုကြိုက်တယ်ဆိုလို့ရှိရင် ျွန်တော်အကောင့်ကို follow လုပ်ပေးတာကြည့်ရအောင်ဖြစ်နေ့စဉ်နဲ့မြကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့အဘမင်းသင်ကားရဲ့တပည့်ဆရာဆောင်တော်ဖြစ်ပါတယ်။မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရည်ရွယ်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။အားလုံးကျွန်တော်တင်းကလေးသားသမီးတွေတွေ့ချုံလာမယ်။ကံစိုးကောင်းလေးကိုစတင်ဒီရော့ကတ်ချုပ်ပါမယ်။ပမာဥဆုံးအနေနဲ့တင်းကလေးသားသမီးတွေရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ စီပိုင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတင်းငွေတွေသားသမီးတွေဒီ6လပိုင်းမှာခက်ခဲမှုကာလတစ်ခုကိုဖြတ်တန်းနေရမှာဖြစ်ပါတယ်။လုံငန်းကိစ္စမှာအဝန်ထမ်းရေးရာကိစ္စအဆင်မပြေမှုလုံငန်းကိစ္စနဲ့ပတ်သက်တဲ့တချို့တော့ပြောဆိုမှုစကားတွေလွဲချော်မှုတွေကြုံတွေ့လာတတ်တယ်။လုံငန်းကိစ္စတွေမှာထက်ကထက်ကပြန်လဲပြီးတော့ပြုလုပ်ကြတာမျိုးတွေပေါ့နော်။လွဲချော်ဖြစ်တဲ့အတွက်ကြောင့်မို့ပြန်လဲပြီးတော့ပြုလုပ်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မလို့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့စီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအရင်ကထက်ပုံမှန်ပြီးတော့စ조사အားထုတ်ရတယ်လို့အရင်ကထက်ပုံမှန်ပြီးတော့လူပင်ပန်းမှုစိတ်ပင်ပန်းမှုတွေးကြုံလာရတတ်ပါတယ်မိမိရဲ့လုပ်ငန်းကိစ္စတွေမှာလည်းကိုယ့်ကိုပြိုင်ဆိုင်နေဒုမဟုတ်တနည်းတစ်ပုံကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုလာရောက်ပြီးလူယူတဲ့လူတချို့တွေနဲ့တွေးကြုံလာတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုတည်တည်ချာချာပြင်ဆင်စေချင်ပါတယ်နောက်တစ်ချက်ကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိမိကိုငွေကြေးကိစ္စအထောက်ပံ့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အကူအညီပေးမဲ့လူတွေအ ਨੇ ချင်းရရှိလာနိုင်ပါတယ်။ဒို့မို့ငွေရလာနိုင်မှုအတွက်လုပ်ငန်းအခွင့်အလမ်းတွေမိတ်ဆက်ပေးတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကိုသတင်းစကားပါတဲ့လူတွေဒီချိန်မှာတွေ့ကြုံလာရတတ်ပါတယ်။အာငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးကြီးကြီးမားမားအဆင်ပြေတာမျိုးတော့မဟုတ်ပါဘူး။လက်ရှိအနေထားတဲ့နည်းနည်းလေးကျွန်တော်တို့ငွေအခွင့်အလမ်းငွေကံပွင့်လင်းမှုတွေ ရရှိလာတာမျိုးပို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိကိုယ့်ရဲ့အခုကြုံတွေ့နေရတဲ့လက်ရှိအနေထားအတွက်ပုံမှုပြီးတော့ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးကန်ခွက်လန်းကောင်းနေလောက်ကန်းအခွက်လန်းကောင်းနေရရှိပြီးတော့ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေလာခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုယ်မှာပေးစရာကန်းစရာချီအကျိုးရှိတယ်ဆိုရင်တော့ငွေကြီးကိစ္စဒုံရဒုံရမဲ့ပြန်ဖြစ်မှာပါ။ဘာပဲပြောပြောအရန်စွန့်နေတဲ့ထဲမှာတော့ပါနေတာမျိုးတော့မဟုတ်ပါဘူး။ နောက်တစ်ချက်ကတော့ကျမ်းမာရေးကိစ္စအနေနဲ့ပတ်သက်ပြီးဟောကြားပေးချင်ပါတယ်အဓိကပြဿနာ1 byte နဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်တတ်ပါတယ်နော်အဲ့တော့အစာရင်နဲ့ပတ်သက်တာနော်အပြီးွားရင်ကျွန်တော်တို့တိုင်နဲ့ပတ်သက်တာပေါ့နော်1 byte မှာရှိနေတဲ့ကျွန်တော်တို့အပိုင်းတွေနဲ့ပတ်သက်ပြီးအားနည်းတာတွားပြီးတွေ့နေရတဲ့အပိုင်းချဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုချင်းဒီပိုင်းချမျိုးမှာကိုယ့်ရဲ့1 byte ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးယောဂလက္ခဏာလက္ခဏာမူလရှိတယ်ဆိုရင်ပုံမှုပြီးတော့ဂယူဆိုင်စေချင်တာပေါ့ဗျာနော်နောက်တစ်ခုကမထင်မှတ်ထားဘဲနဲ့ အာခဏပြောလို့ပေါ့နော်ကိုယ့်ရဲ့ဝမ်းပိုက်ဒုက္ခပေးတာတွေဝမ်းချောင်ဝမ်းပြတ်ဖြစ်တာတွေနော်ဝမ်းကိုက်တာတွေစသဖြင့်ဒီလိုအချိန်ဒီမျိုးမှာပြီးတော့မိုးရသည်လည်းဖြစ်တော့ပုံပုံပြီးတော့ဘယူဆိုင်စေချင်ပါလေဝမ်းပိုက်ဒုက္ခပေးတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့တွေ့ကြုံလာရမယ်တင်းငွေတွေတာသမီတွေအခြေအကိစ္စဖြစ်ပါတယ်အခြေအကိစ္စမှာကလေတင်းငွေတွေတာသမီတို့အခက်အခဲဆုံးကာလတစ်ခုအပိုင်းခြားကိုကြုံတွေ့နေရတတ်တယ် ကိုချစ်သူကကိုကိုဘယူဆိုင်မှုအားနေတာမျိုးဒုံမဟုတ်ကိုပေါ်ကိုကျင်နာယူရမှုပြက်ပြဲတာမျိုးတွေတွေ့ကြုံလာတတ်တယ်ပြဿနာတစ်ခုရှင်းလုံးပြီးသေးနောက်ထပ်ပြဿနာတစ်ခုထပ်ပေါ်လာတတ်တယ်ဒါကြောင့်မလို့ငိုတွေကကိုရဲ့ချစ်သူပေါ်တန်တရားဝင်နေတဲ့လူတွေကိုရဲ့ချစ်သူကကိုပေါ်မဟုတ်မမှန်ပြုလုပ်နေတဲ့လူတွေအဒီအချိန်မှာအပီးပြက်လမ်းခွဲသွားနိုင်တဲ့အချိန်ကြီးမျိုးထိတောင်ဖြစ်ပေါ်လာနိုင်ပါတယ်ဒါကြောင့်မလို့အခြေအကျိစ္စတွေနဲ့ပတ်သက်တဲ့ဘိုင်းမှာတော့တရင်းကလေးတာသမီးတွေကအမတန်အားနေနေတဲ့အပိုင်းချလို့ပဲတုံးတက်ပြီးဟောကြားပေးခြင်းနဲ့အခြေရေးရဲ့အဓိက ဖြစ်ပေါ်နေတဲ့ပြဿနာအပေါင်းအသင်းမိတ်ဆွေကြောင့်တို့မဟုတ်သူ့ရဲ့အပျော်ပါလိုက်စားမှုကြောင့်သူ့ရဲ့စိတ်တရားမှုကြောင့်အခြေအကျိစ္စတွေဟာပျက်စီးတာမျိုးတွေဒီချိန်မှာတွေ့ကြုံလာတတ်ပါတယ်။နောက်တစ်ခုကအိမ်တော်ကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်တော်ဦးစီးတို့မဟုတ်ကိုယ့်အိမ်မှာရှိနေတဲ့လူတူတယောက်ရဲဝဲမှာသွားရအလုပ်လုပ်ရတာမျိုးနိုင်ငံသားသွားရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာမယ့်အခြေအနေအပိုင်းကြားတစ်ခုဖြစ်ပါတယ်။မထင်မှတ်ထားတဲ့အချိန်မှာ ိမ်ပြောင်းအိမ်ရွှေ့နေရာထိုင်ခဲ့အပြောင်းရွှေ့တွေကျွန်တော်တို့တွေ့ကြုံလာမဲ့ချင်းဒီပိုင်းခြားတစ်ခုလည်းဖြစ်တယ်လို့ဒီချိန်မှာမြို့ရပြောင်းရွှေ့မိသားစုလိုက်ပေါ့နော်မြို့ရပြောင်းရွှေ့နေထိုင်ခြေချဖို့အတွက်စူးစမ်းနေတဲ့လူတွေဟာကံကောင်းမှုရရှိမဲ့ချင်းဒီပိုင်းခြားလည်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အပြောင်းလဲကောင်းမွန်တော့အပြောင်းလဲပေါ့နော်တစ်ခုခုတွေ့ကြုံခံစားရမဲ့ချင်းဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာရမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဝန်ထမ်းတွေဒီလိုအခြေအနေပိုင်းခြားမျိုးမှာလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာစိတ်အလုံးကြမှုများနေတတ်ပါတယ်။လုပ်ငန်းခွင်မှာလည်းစိတ်ပြပြဝဝစိတ်ပါလက်ပါလှုပ်ဆောင်မှုအားရောက်နေပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်စရာရှိတဲ့ကိစ္စတွေကိုစိတ်မပါဘဲနဲ့တာဝန်ရလှုပ်ဆောင်နေရတဲ့ပုံစံမျိုးတွေတွေးကြုံလာတတ်လို့အထက်လူကြီးတွေနဲ့အဆင်မပြေဖြစ်တာမျိုးလှုပ်ပေါ်ကြိုက်ပတ်တင်တဲ့ကိုယ်နဲ့မသိမြတ်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေးကြုံလာတတ်တယ်ကိုလုံးနေရတာနဲ့ကိုရတာနဲ့တတ်တူညီမျှ မရှိဘူးလို့တွေးခေါ်နေရတဲ့အတွက်ကြောင့်နောက်ထပ်အလုတ်ခွင့်လန်းနေရှာဖို့အတွက်အလုတ်ကင်နေရှာဖို့အတွက်နောက်တနေ့ရပြောင်းရွှေ့ဖို့အတွက်စဉ်းစားဆုံးဖြတ်တွေးခေါ်ကြံစီနေတဲ့အချိန်ဒီအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့တွေးကြုံလာမဲ့ဒနင်းကွန်တွေသာသမီတွေရဲ့ပညာရေးနဲ့ပတ်သက်ကအပိုင်းအခြားဖြစ်ပါတယ်။ဒီချိန်မှာဒနင်းကွန်တွေသာသမီတွေကပညာရေးအတွက်အလုတ်ကင်မိသားစုရေးကိုအချိန်ပေးရမယ့်အပိုင်းအခြားဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ပညာရေးကိစ္စတွေမှာအားနေတာမျိုးတွေးကြုံလာတတ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိစ္စကြောင့် ြညာရေးကိုခြံလက်ထားရတာမျိုးကိုယ့်ရဲ့မိသားစုကိစ္စကြောင့်ပညာရေးကိုဦးစားပေးလို့မရတာမျိုးတွေဒီအချိန်မှာတွေ့ကြုံလာတတ်ပါတယ်။အဲ့တော့ပညာရေးကံကောင်းလားဆိုတော့ပညာရေးကံကတော့ကောင်းတယ်။ဒါပေမဲ့ပညာရေးကိုအချိန်ပေးဖို့အတွက်အားနည်းနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။နောက်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့နိုင်ငံသားနဲ့ပတ်သက်တဲ့ကံအခွင့်အလမ်းဖြစ်ပါတယ်။ဒီအချိန်မှာနိုင်ငံသားနဲ့ပတ်သက်တဲ့ကံအခွင့်အလမ်းတွေအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ်မှရွေးချယ်စရာအမြဲတမ်းနှစ်ခုဖြစ်နေတတ်ပါတယ်။ ဆိုတော့ထိုင်းသွားမလားမလေးသွားမလားဂျပန်သွားမလားကိုရီးယားသွားမလားစဖြစ်ပေါ့ကန်ခွန်းလန်းနေအားကောင်းနေတဲ့အချိန်မှာကို့အတွက်စဉ်းစားတွေးခေါ်ရမယ့်အရာတွေလည်းများနေတတ်ပါတယ်တို့တော့ကျွန်တော်အနေနဲ့မိတ်ဆွေကိုအကြံပြုချင်တာကတော့တို့တို့ကန်ခွန်းလန်းနေဘလောက်ပဲကောင်းကောင်းကို့ကျွမ်းကျင်တာကို့ပိုင်နိုင်တာကို့အတွက်အဆင်ပြေတဲ့နည်းလမ်းကိုပဲရွေးချယ်စီချင်ပါတယ်အဲ့တော့နိုင်ငံရသွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဟာလည်းကိုယ်တော့ကန်ထောက်ပံ့ကောင်းနေရရှိလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်လို့အခုမှနိုင်ငံသားသွားဖို့အတွက် စဉ်းစားနေတဲ့လူတွေကလည်းရွေးချယ်စေရခက်ခဲလာတဲ့ကာလတစ်ခုဖြတ်သန်းရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုချင်းဒီပန်းချမျိုးကကံမကောင်းဘူးလားဆိုတော့ကောင်းတယ်။ဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုမမှားယွင်းဖို့အတွက်တော့လောပါလိမ့်မယ်။အခုလက်ရှိဥမာပေါ်ဂျပန်တော်ဘူးလှုပ်ဆောင်နေတဲ့လူတွေကတခြားနိုင်ငံတခုထပ်ပေါ်ပြီးထပ်သွားခြင်းစိတ်တွေတခြားနိုင်ငံကဂျပန်ထပ်ပို့ပြီးလွယ်နေမလားဂျပန်ကပဲကြာသွားမလားစသဖြင့်ဒီလိုမျိုးတွေးခေါ်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ချုပ်ထွေးစရာတွေပေါ့နော် ဒီလိုပေါ့ဘယ်သွားရင်ကောင်းမလဲဆိုတော့တွေးခေါ်မှုပြေကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ်နဲ့ပိုင်နိုင်ပြီးတော့ကိုယ်နဲ့အဆင်ပြေတဲ့နေရာကိုပဲသွားပါလို့အကြံပြုပေးချင်ပါတယ်။တရုတ်နေသားသမီးဒီလောက်ကျွန်တော်ဟောကြားရတဲ့ဆိုရင်ကျေနပ်မယ်လို့ထင်ပါတယ်။နောက်နေ့တွေမှာကြံရှိတဲ့နောက်သားသမီးတွေကိုနောက်ဗီဒီယိုတွေမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးပဲကိုယ်ကြီးကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။